အာဖဂန်ပြည်မှာကြီးကအမျိုးသမီးတွေကိုလွတ်လပ်ခွင့်ပေးခဲ့ပြီးမယ်နောက်ဆုံးမှာဘလို့အဖြစ်ဆိုးမျိုးတွေကြုံတွေ့ခဲ့ရလဲအခုဆိုအမျိုးသမီးတွေစကားတောင်မပြောရတော့ပါဘူးဟူမာယာဘီဂမ်ဟာအာဖဂန်နစ္စတန်ရဲ့နောက်ဆုံးဗျင်မဖြစ်ပြီးအာဖဂန်အမျိုးသမီးပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲပေးခဲ့သူပါ။သူရဲ့ကျေးဇူးကြောင့်အာဖဂန်အမျိုးသမီးတွေပညာသင်နိုင်ခဲ့တယ်၊အလလုံနိုင်ခဲ့တယ်၊အနောက်တိုင်းဝတ်စုံတွေဝတ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အာနာသိမ့်မှုနဲ့အတူယာအလုံးဟာပြောင်းလဲသွားခဲ့ပါတယ်။ဘီယင်မာကြီးဟာမိသားစုနဲ့အတူနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။ဒီကနေ့မှာတော့အာဖဂန်မျိုးသမီးတွေဟာကြောက်ရွံ့မှုတွေနဲ့နိုင်ငံလေးဘက်ချာမှာပိတ်မိနေပြန်ပါပြီ။အမျိုးသမီးတယောက်ဟာနိုင်ငံတစ်ခုလုံးကိုလွတ်လပ်ခွင့်ဘလို့ပေးခဲ့တာလေ။သူဘလို့အခက်အခဲတွေရင်ဆိုင်ခဲ့ရလဲ။ပြီးတော့ဘာကြောင့်သူမကသူ့နိုင်ငံရဲ့တမိုင်းကမှတ်တမ်းတွေကနေပျောက်ကွယ်သွားတာလဲ။အာဖဂန်နစ္စတန်ရဲ့နောက်ဆုံးဘီမာကြီးရဲ့ဝန်ထဲဘွေရဘွားအကြောင်းကိုသိကြတယ်ဆိုရင်တော့ကျွန်တော်အခုတင်ဆက်ပေးတဲ့အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုကြည့်လိုက်ပါ ဟူမာယာဘီဂန်ကို1918ခုနှစ်မှာကပူးမြို့မှာမွေးဖွားခဲ့ပါတယ်။သူဖခင်ကစစ်ဗိုလ်တပ်ဦးဖြစ်ပြီးသူမိခင်ကလည်းအထက်တန်းလွှာမိသားစုကနေပါ။ငယ်စဉ်ကလေးကအိမ်မှာပဲဘာသာစကားနဲ့တခြားစားပေတွေကိုကောင်းကောင်းသင်ယူခဲ့ရပါတယ်။ဒါပေမဲ့သူအသက်73နှစ်မှာသူ့ဘဝကန့်ကျမဟာတတ်မှတ်ခံလိုက်ရပါတယ်။သူ့အကူဝမ်းကွက်ဖြစ်တဲ့မိုဟာမက်ဇာဟီယာမင်းသားနဲ့လက်ထပ်ခဲ့ရပါတယ်။အဲဒီအချိန်မှာမင်းသားကအသက်18နှစ်ပဲရှိပါသေးတယ်။ဒါဟာရိုးရတလေးရစီစဉ်ထားတဲ့မင်းချင်းလက်ဆက် ထိမ်းမြှုပ်မှုတစ်ခုပါအသက်ဇလီနှစ်မှာသူမရဲ့ပထမဆုံးသမီးကိုမွေးဖွားခဲ့ပြီး တနှစ်အကြာမှာသူမဟာထာဝရပြောင်းလဲသွားခဲ့ပါသည်1933ခုနှစ်မှာသူခဲကိုဖြစ်သူနာဒီရှာဘရင်ကိုအခွန်အခများလို့နေဆိုပြီးဆန္ဒပြခဲ့တဲ့ចောင်းသားတယောက်ကပြစ်တက်လိုက်ပါသည်အသက်16နှစ်အရွယ်ဇာဟီယာမင်းသားဟာဘရင်အစ်စ်ဖြစ်လာပြီးငယ်ရွယ်နုနယ်တဲ့ဟူမာယာဟာလည်းဘရင်မှဖြစ်လာခဲ့ပါသည်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကဘယ်သူမှမသိကြတာကသူမဟာဘရင်ရဲ့ဇနီးတသက်မဟုတ်ဘဲအာဖဂန်အမျိုးသမီးတွေရဲ့ကံကြမ္မာကိုပြောင်းလဲပေးမဲ့သူဖြစ်လာမယ်ဆိုတာပါ။ဘရင်ငယ်ရဲ့အုပ်စိုးမှုအစောပိုင်းနှစ်တွေမှာသူဟာတကယ်အာဏာမရှိသေးပါဘူး။ နိုင်ငံကိုသူ့ရဲ့ဦးလေးတွေဖြစ်တဲ့ဟာရှိန်နဲ့မာမို့စ်တို့ကအုပ်ချုပ်နေကြတာပါဦးလေးဖြစ်သူတွေကလည်းအစင်လာကိုသာလိုက်နာကျင်တဲ့သူတွေပါမာဟူယာအတွက်ကတော့ဒီအခြေအနေဟာအေဂျင့်ပြီးပျော်ရွှင်စရာအကောင်းဆုံးအခြေအနေပါသူဟာချစ်ခင်ရတဲ့ခေမုန်းနဲ့အတူနန်းတော်ထဲမှာနေထိုင်ခဲ့ပြီးသား6ယောက်သမီး2ယောက်စုစုပေါင်းသားသမီး6ယောက်မွေးဖွားခဲ့ပါတယ်အာဖဂန်မျိုးသမီးတွေဟာချာတရီလို့ခေါ်တဲ့ခန္ဓာကိုယ်အပြည့်ဖုံးအုပ်ဝတ်ဆင်မှုလိုအပ်ပေမယ့်နိုင်တော့အတွင်းမှာတော့ဘရင်ရဲ့ဇနီးနဲ့သမီးတွေဟာအနောက်တိုင်းဝတ်ဆောင်တွေကိုဝတ်ဆင်နေကြပါတယ် ဒါပေမဲ့1930ခုနှစ်တွေတုန်းကအမျိုးသမီးတယောက်အနေနဲ့ဒီလိုဝတ်ပြီးလူအများရှိပေါ်လာဖို့ဆိုတာမစင်းစားနိုင်တဲ့ကိစ္စပါ။ဟူမာယာဘီဂန်ဟာတနေ့မှာအမျိုးသမီးတွေရဲ့လွတ်လပ်ခွင့်ရဲ့သင်္ကေတဖြစ်လာမယ်ဆိုတာဘယ်သူမှမထင်ခဲ့ကြပါဘူး။အဲဒီကာလအတွင်းမှာပဲသူဟာပထမဆုံးသောကြီးမားတဲ့ဘဝဒဏ်ရာကိုခံစားခဲ့ရပါတယ်။1942ခုနှစ်မှာအနာဂတ်မင်းသားဖြစ်လာမယ့်သူ့ရဲ့အကြီးဆုံးသားမဟာမတ်အဂဘာဟာအသက်6နှစ်အရွယ်မှာပြင်းထန်တဲ့ရောဂါတစ်ခုကြောင့်သူ့ရင်ခွင်ထဲမှာဆုံးဖြတ်သွားခဲ့ပါတယ်။ ဒါကဘယင်မဟူမာယာအတွက်ကတော့တီးမခံနိုင်စရာနာကျင်မှုတစ်ခုဖြစ်ခဲ့ပြီးမယ်။သူ့ရဲ့ခလေးတွေ၊သူ့ခင်မုန်းတဲ့သူ့နိုင်ငံအတွက်သူဆက်လက်ရပ်တည်ဖို့လိုတယ်ဆိုတာသူသိခဲ့ပါတယ်။တချိန်တည်းမှာပဲအာဖဂန်နစ္စတန်ဟာတဖြည်းဖြည်းချင်းပြောင်းလဲလာနေပါပြီ။ဘရင်ဇာဟီရှာက ပြင်သစ်မှာအနောက်တိုင်းပညာရေးကိုတင်ယူခဲ့ပြီးကမ္ဘာတစ်လွှားကိုလည်းလှည့်လည်ခဲ့ပါရီ။နိုင်ငံကိုခင်မိပြောင်းလဲဖို့ကြီးမားတဲ့အစီအစဉ်တွေရှိခဲ့ပါရီ။1940ခုနှစ်တွေရောက်တဲ့အခါမှာတော့သူ့ရဲ့ဦးလေးတွေရဲ့အာဏာကိုဖယ်ရှားဖို့အတွက်အတွေ့အကြုံလုံလောက်လာပြီလို့ခန်းစားခဲ့ရပါရီ။ စစ်ရုံတွေတိစောက်ခဲ့တယ်လမ်းတွေဖောက်ခဲ့တယ်စီးပွားရေးကိုဖွံ့ဖြိုးတိုးတောင်းလုပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဟူမာယာကတော့လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကိုအာရုံစိုက်ခဲ့ပါတယ်1946ခုနှစ်မှာဘီမာဂျီဟာအမျိုးသမီးများဖွံ့ဖြိုးရေးအသင်းကိုတည်ထောင်ခဲ့ပါတယ်ယူရဲချက်ကတော့အာဖဂန်အမျိုးသမီးတွေကိုနိုင်ငံရဲ့လူမှုရေးနဲ့စီးပွားရေးဘဝတွေပါဝင်လာစေဖို့ပါ။ဒါပေမဲ့ဒီလောက်ရက်ဟာအစ္စလမ်ဘာသာရေးခေါင်းဆောင်တွေရဲ့ဒေါသကိုစေ့စော်ခဲ့ပါတယ်။ ။ဘာသာရေးခေါင်းဆောင်တွေဘက်ကတော့ရာစုနှစ်များစွာကလေးကရှိခဲ့တဲ့ရိုးရာဒလိတွေကိုဖျက်ဆီးနေတယ်လို့ဆွဆွဲခဲ့ကြပါရယ်။အမျိုးသမီးတွေဟာလူမှုရေးလုပ်ငန်းတွေမှာပါဝင်သင့်တယ်ဆိုတဲ့အတွေ့ကိုလူအ ਨੇ စုကပဲယုံကြည်ခဲ့ကြပါရယ်။ဒါပေမဲ့လည်းဘီအမကြီးရဲ့ကြိုးပမ်းမှုတွေကြောင့်အမျိုးသမီးတွေဟာကပူးတက္ကသိုလ်မှာပညာသင်ခွင့်ရပါရယ်။နိုင်ငံသမိုင်းမှာပထမဆုံးသောအမျိုးသမီးမဂ္ဂဇင်းမာမုတ်ကိုကပူးမြို့မှာစတင်ထုတ်ခဲ့ပါရယ်။အမျိုးသမီးတွေဟာအစိုးရအဖွဲ့တွေ၊ဘဏ်တွေ၊တည်ယူပို့ဆောင်ရေးကုမ္ပဏီတွေမှာအလွတ်လွတ်ခွင့်အောင်ရလာခဲ့ပါတယ်။မကြသေးခင်အထိအလဲခစ်ဒလိတွေနဲ့သာနေထိုင်ခဲ့ရတဲ့နိုင်ငံတစ်ခုအတွက်ဒါဟာ ပြောင်းလဲပြုပြင်မှုတစ်ခုတည်းမဟုတ်ပဲတကယ်ကိုအောင်မြင်မှုကြီးတစ်ခုဖြစ်ပါတယ်။ဒီလိုနဲ့ပဲ1956ခုနှစ်မှာဘီယင်မဟူမာယာဟာမယုံနိုင်စရာကောင်းတဲ့အရာတစ်ခုကိုလုပ်ခဲ့ပါတယ်။သူကရိုးရာချက်ရီမပါပဲလူအများရှိမှပေါ်လာခဲ့တာပါ။ဒီလိုရဟာအစွန်းရောက်ဘာသာရေးသမားတွေကိုအာအတင်းစေခဲ့ပြီးစူပူအောင်ကြွားမှုတစ်ခုဖြစ်လာတဲ့အထီးဖြစ်ခဲ့ပါတယ်။ဒီလိုရဟာအမျိုးသမီးတွေအနေနဲ့မျက်နှာဖုံးစည်းစရာမလိုတော့ဘူးဆိုတဲ့အချက်ကိုတရားဝင်ကြေညာလိုက်တယ်လို့ပါ။ ဘာသာရေးကောင်ဆောင်တွေဘက်ကတော့ဒါဟာရိုးရာဒလိကိုချိန်ချောက်တဲ့လုပ်ရဲလို့မြင်ခဲ့ကြပါတယ်။ဘာသာရေးကောင်ဆောင်တွေကဝင်ကြီးချုပ်ကိုရှရီယာဥပဒေကိုအတင်းကျပ်ပြဋ္ဌာန်းဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အစိုးရရဲ့တုံ့ပြန်မှုကမျှော်လင့်မထားတဲ့ပုံစံနဲ့ရောက်လာပါတယ်။အာဏာပိုင်တွေကချယ်ရီဝစ်ဖို့ကိုရမ်ကျန်းထဲမှာတိုက်ရိုက်ညှို့ထားတဲ့အထောက်အထားတွေကိုရှာဖွေပြဖို့စိန်ခေါ်ခဲ့ပါတယ်။ဒီလိုနဲ့အထောက်အထားမတွေ့တဲ့အခါမှာတော့ဝင်ကြီးချုပ်ကချက်ရီဟာဘာသာရေးလိုအပ်ချက်မဟုတ်ဘဲယဉ်ကျေးမှုဒလေးတစ်ခုသာဖြစ်ကြောင်းအမျိုးသမီးတိုင်းဟာသူ့ဟာသူဝေဝေမဝေဝေဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အကြောင်းတရားဝင်ကြေညာခဲ့ပါတယ် ဟူမာယာရဲ့ရဲရင်တဲ့ဒီလောက်ရဲ့ကြောင်းထောင်းထဲချီတဲ့အမျိုးသမီးတွေဟာဘရင်မိသားစုကိုအားကြပြီးချက်သရီတွေကိုချွတ်ပစ်ခဲ့ကြပါတယ်။အစိုးရအရာရှိတွေရဲ့ဇနီးတွေတာသမီးတွေနဲ့နောက်ပိုင်းမှာတာမန်မျိုးသူတွေပါဂျိုးရမျက်နှာဖုံးအုပ်မှုမပါပဲလမ်းမော့ထွက်လာပါတယ်။ဒါပေမဲ့ဒါအစားပဲရှိပါသေးတယ်။1969ခုနှစ်အလဲပိုင်းမှာအာဖဂန်နစ္စတန်ဟာအမျိုးသမီးတွေရဲ့အခွင့်အရေးကိုဥပဒေနဲ့အာမခံပေးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုပြဋ္ဌာန်းခဲ့ပါတယ်။ အမျိုးသမီးတွေဟာအခုဆိုရင်တော့မဲပေးခွင့်အစိုးရအဖွဲ့တွေမှာအလလုတ်ခွင့်လူမှုရေးလုပ်ငန်းတွေမှာယောက်ျားတွေနဲ့ဒန်းတူပါဝင်ခွင့်ရှိလာပါပြီ။ဒါပေမဲ့ဘရင်မိသားစုကသူတို့ခေတ်ကုံဆုံးတော့မယ်ဆိုတာတော့မသိကြပါဘူး။ဒီလိုနဲ့ပဲ1923ခုနှစ်မှာဘရင်ကအီတလီမှာစေကူတာခံယူနေစဉ်ကပူးမျိုးမှာအာနာသိမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သူဝန်ွယ်ဖြစ်သူဝင်ကြီးချုပ်ဟောင်းဂျာဝုဒ်ကအခွင့်အရေးယူပြီးဘရင်ကိုဖယ်ရှားလိုက်ကသူ့ကိုယ်သူတံပရာဖြစ်ကျင်ညာခဲ့ပါတယ်။ဟာမူယာနဲ့သူ့ရဲ့မိသားစုကိုအိမ်အခြေချုပ်ချထားခံရပြီးအကျဉ်းသားဘဝနဲ့နေခဲ့ရပါတယ်။ ဇာဟီရှာဘရင်ကိုနန်းစွန့်အစားထုတ်ဖို့လည်းအတင်းကျပ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့မိသားစုကိုအာဖဂန်နစ္စတန်ကထွက်ခွာခွင့်ပေးခဲ့ပါတယ်။တချိန်ကချမ်းသာခဲ့တဲ့ဘရင်မှာကြံရှိတဲ့ငွေနည်းနည်းလေးနဲ့ရောမစင်ကြေဘုံကအခန်းလေးတစ်ခန်းပါတယ်။အိမ်ငယ်လေးတစ်လုံးကိုပဲငှားရမ်းနိုင်ခဲ့ပါတယ်။အီရန်ဘရင်နဲ့သူ့ရဲ့မိဆွေတွေရဲ့ကူညီမှုနဲ့သာအသက်ဆက်ခဲ့ရပါတယ်။ဟူမာယာနဲ့သူ့ရဲ့ခင်မဟာအဲ့ဒီမှာ26နှစ်ကြာနေထိုင်ခဲ့ပြီးကိုမျိုးကိုနိုင်ငံကိုပြန်မို့အိမ်မက်မက်ခဲ့ကြပါရီသူတို့ရဲ့ကလေးတွေကတော့ကဘာတဝမ်းမှာပညာတက်ကြီးဖြစ်ပြီးအခြေချနေထိုင်ခဲ့ပါပြီဒုတိယသားအာမတ်ရှာက အိမ်ရှိဆန်ဘဝနဲ့အမေရိကန်မှာနေခဲ့ပါတယ်။တချိန်တည်းမှာပဲအာဖဂန်နစ္စတန်မှာနောက်ထပ်အရှုပ်တော်ပုံတွေဖြစ်လာခဲ့ပါတယ်။၂000တခုနှစ်ရောက်တဲ့အခါမှာတော့အမေရိကန်စစ်တပ်ကတာလီဘန်အစိုးရကိုဖယ်ရှားပြီးကပ်ဘူးကိုထိန်းချုပ်လိုက်ပါတယ်။ဒါကြောင့်ဘရင်ဟောင်းနဲ့ဘရင်မဟောင်းတို့အတွက်အိမ်ပြန်ဖို့အခွင့်အလမ်းပေါ်လာခဲ့ပါတယ်။2002ခုနှစ်နွေဦးမှာတော့ဘရင်ဟောင်းကကပ်ဘူးကိုအောက်ပြန်လာခဲ့ပါတယ်။သူရဲ့လက်ထက်ကငြိမ်းချမ်းတဲ့အချင်းတွေအဖြစ်လူတွေမှတ်မိကြပြီးဘရင်စနစ်ပြန်လည်ထူထောင်ဖို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းတစ်ဖက်ကနိုင်ငံရေးအခြေအနေကတော့ဒါကိုခွင့်မပြုခဲ့ပါဘူး။ ဇီဟီရှာကအတိတ်ခေတ်ကာလာတစ်ခုရဲ့တင်ဂီတာဖြစ်လာပြီးနိုင်ငံဖားခင်ပွဲရရှိခဲ့ပါတယ်။လာပိုင်းအကြာမှာဟူမာယာလည်းအာဖဂန်နစ္စတန်ကိုပြန်ဖို့စီစဉ်ခဲ့ပြီးမယ်။သူ့ရဲ့အိမ်မဟာဘတော်မှမပြေဝခဲ့ပါဘူး။သူမဟာအာဖဂန်ကိုပြန်မဲ့ရမတိုင်ငင်ရတရပတ်အနေနဲ့အလူမှာပဲနှလုံးရောဂါနဲ့ကွဲလွန်ခဲ့ပါတယ်။အိမ်ပြန်ဖို့စိတ်ဖိစီးမှုတွေကသူ့ရဲ့နှလုံးကိုမခံနိုင်အောင်ဖြစ်စေခဲ့ပါတယ်။ဒီလိုနဲ့ပဲသူသေဆုံးခန်းဒီမှာသူမဟာမွေးရမြေမှာမြှောက်နှံဖို့တောင်းဆိုခဲ့ပြီးသူ့ရဲ့နောက်ဆုံးဆန္ဒကိုလည်းဖြည့်ဆည်းပေးခဲ့ပါတယ်။ နိုင်ငံရေးနယ်ပယ်ကလူထောင်ပေါင်းများစွာဟာသူမရဲ့စာပနာကိုတက်ရောက်ခဲ့ပါတယ်။တေဆုံးပြီးနောက်မှာတော့သူဟာနိုင်ငံတဝန်းကိုစီးလုံးစေခဲ့တော့မှတကယ်လို့သူသာအသက်ရှင်နေခဲ့ရင်ဒီကနေ့အာဖဂန်နစ္စတန်မှာဖြစ်နေတဲ့အရာတွေကိုသူမျက်ဝါးထင်နေမြင်ရရင်ယုံနိုင်မှာတော့မဟုတ်ပါဘူး။သူအတွက်တစ်တလုံးယုံငံခဲ့ရတဲ့အရာအလုံးပြောက်ကွယ်သွားပါပြီ။2021ခုနှစ်တာလီဘန်နဲ့အာဏာပြန်ရသွားခဲ့ပြီးအမျိုးသမီးတွေဟာလွတ်လပ်ခွင့်နဲ့ထပ်မံဆုံးရှုံးခဲ့ရပါတယ်။ အခုဆိုရင်သွေးဆောင်ဖျားယားမှုတွေကိုရှောင်ဖို့ဆိုပြီးအမျိုးသမီးတွေဟာလူမြင်ကွင်းမှာခန္ဓာကိုယ်နဲ့မျက်နှာကိုအပြေးဝဖုတ်အုပ်ဖို့အတင်းအကျပ်စေခန်းချင်းခံရပါတယ်။အမျိုးသမီးတွေဟာအလလုခွင့်မရှိပါဘူး။ဝင်းကြီးဌာနတွေ၊ဘန်တွေ၊မီဒီယာတွေမှာအလလုနေတဲ့အာဖဂန်အမျိုးသမီးထောင်ပေါင်းများစွာအလုကထုတ်ခံရပါတယ်။အာဖဂန်အမျိုးသမီးတွေဟာပညာသင်ခွင့်လည်းပိတ်ခံလိုက်ရပါတယ်။အမျိုးသမီးတွေဟာဆက်ရပါတန်းကြော်ပြီးပညာဆက်သင်ခွင့်မရှိတော့သလိုတက်ကူလည်းတက်ခွင့်မရှိပါဘူး။စကားပြောခွင့်တော့မရှိပါဘူး။ အမျိုးသမီးတွေဟာလူအများရှိမှကိုရမ်ကျန်းစာကိုရွတ်ဖတ်တာစူတောင်းတာတွေလည်းလုပ်လို့မရပါဘူး။အမျိုးသမီးတစ်ယောက်ရဲ့အတန်ဟာအပြစ်တစ်ခုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါသည်။ချက်ဒရီမွေဖဲရဲရဲစွာယက်တိခဲ့တဲ့ဘီယင်မာဟာဒီကနေ့ခေတ်အာဖဂန်နစ္စတန်မှာဆိုရင်အိမ်အပြင်ကိုတော့မထွက်နိုင်တော့ပါဘူး။ဒါပေမဲ့ဒီဇလတ်ကဒီမှာပြီးသွားတာတော့မဟုတ်သေးပါဘူး။အာဖဂန်အမျိုးသမီးတွေနောက်ထပ်လွတ်လပ်ခွင့်တစ်ခါထက်ရပါဦးမလား။ဒီရဲရဲနဲ့အာဖဂန်ဘီယင်မာကြီးအကြောင်းလူကြီးမင်းတို့ကဘယ်လိုမျိုးထင်ပါသလဲ။လူကြီးမင်းတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကောမန့်မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါ။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။